မိုင်းအောင်နိုင်မိုးရသည့်အကျိုးစူပောင်းတပင်ဆိုင်ပြွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်မြို့နယ်ဝံဘူးကျေးရွာအုပ်စုဝံဘူးကျေးရွာ၌ယနေ့နေ့နဲ့ပိုင်းကတယံဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမြို့နယ်တစ်တော်ဦးစီးဌာနကကြီးမှု၍တဘာဝပတ်ဝန်းကျင်စိမ့်လန်းစုပြည်ရေးရာသီဥတုကောင်းမွန်မြတ်တာစေရေးအပူဒံကာကွယ်နိုင်ရေးနှင့်တစ်တော်တစ်ပင်တန်ဖိုးများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍2025ခုနှစ်မိုးရာသီအကျိုးစုပေါင်းတစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါတစ်ပင်စိုက်ပျိုးပွဲသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှုဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များမိုင်းဖြတ်မြို့နယ်တစ်တော်ဦးစည်းဌာနမှမြို့နယ်ဦးစည်းမှုဦးမြင့်တီမိုင်းရောင်မြို့နယ်မှတစ်တော်တာဝန်ခံဦးဝင်းခိုင်နှင့် တစ်တော်ဦးစီးဌာနဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များခရိုင်မြို့နယ်ဌာနဆိုင်ရာများမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမြို့နယ်အမျိုးသမီးရေးအဖွဲ့မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့ဝင်များဒေသခံပြည်သူများအင်အား155ဦးတက်ရောက်ပြီးတစ်ပင်စိုက်ပျိုးရန်တတ်မှတ်နေရများ၌ကျွန်းမန်ချန်းရှာစိန်ပန်းနီခရီး မဲဇလီငူးဆတ်ဂန်းကောစုစုပေါင်း250ပင်အားစနစ်တကျစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါတယ်ခမညာ